ရိတ်သမားအလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကင်းကနေပြန်နေပြီးတော့ဂျိုဆိုလိုက်ပါတယ်ပေါ်တူဂီလီမှာဂိုးသွင်းပြင်ဖြစ်ခဲ့တဲ့ယော်ဂီရစ်ဘယ်အသင်းကိုပြောင်းရွှေ့သွားနိုင်လဲစပိုတင်လစ်ဘွန်ကတော့အမိုရီထွက်ခွာသွားပြီးတဲ့နောက်မှာဂျီနီရီကရိုက်ရိုင်သွားခဲ့ရသေးပေမဲ့အချိန်မီပြန်နေပြီးတော့တဲမှန်နိုင်ခဲ့တာကြောင့်ခုဆိုရင်ပေါ်တူဂီမှာပေးဖလားကြီးကိုရရှိသွားခဲ့ပြီးဒီနေ့ဘောလုံးရာသီကိုအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်တကယ်တော့ပေါ်တူဂီလီဟာခက်ခဲကြမ်းတမ်းတဲ့လီးတစ်ခုဖြစ်ပါတယ်အင်္ဂလန်မှာကြီးကြောက်ကြီးအသင်းတွေရှိလို့ပဲ ပေါ်တူဂီမှာလည်းတူတန်တန်ရှိတဲ့ခြေတူနေသားနဲ့အသေးမျိုးတွေအများကြီးရှိပါတယ်။ပရိသတ်တွေနဲ့လည်းမဆိုင်ကြတဲ့အသေးမျိုးတွေပါ။လက်ရှိဘောလုံးရာသီမှာဆွေလဲစပိုရင်းလစ်ဘွန်၊ဘန်ဖီကာ၊ပေါ်တို၊ဘရာဂါတို့လိုအသေးမျိုးတွေပါဝင်ရှင်ပြနေကြဆဲဖြစ်ပြီးတော့ထိဆုံးလေးသေးဈေးဝင်နေဖြစ်နေရာသီကိုအဆုံးသတ်ထားနိုင်ခဲ့ပါတယ်။စပိုရင်းကတော့ဖလားရရှိဖို့အောင်ပွဲခံနိုင်မှုအတွက်ရာသီတိမ့်ပွဲစဉ်ထိဘန်ဖီကာနဲ့တိုက်ပွဲဝင်ခဲ့ရပါတယ်။အသက်ရွယ်နဲ့မလိုက်ဖက်အောင်ဆွမ်းဆောင်ရည်ကောင်းတွေကိုပြသထားနိုင်တဲ့ဒီမာရီယာလိုကစားသမားမျိုးရှိနေအောင်လဲဘန်ဖီကာက ဒီနေ့ဘောလုံးရာသီမှာဆွမ်းဆောင်ရင်ကောင်းတွေကိုပြသနိုင်ခဲ့ပြီးရာသီသိမ်းပွဲစဉ်ထိကိုအမှတ်ပေးဖလားတို့ကတိုက်ပွဲဝင်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်စပိုတင်းနဲ့ဘင်ဖီကာတို့နှစ်သင်းဟာရာသီသိမ်းမို့တပွဲလို့အချိန်ထိရမှတ်အတူတူရှိနေခဲ့ကြတာကြောင့်ရာသီသိမ်းနောက်ဆုံးပွဲစဉ်ကတော်လေးကိုစိတ်ဝင်စားစရာကောင်းခဲ့တာပါစပိုတင်းကတော့ဗစ်တိုးရီးယားနဲ့အင်္ဂလိပ်မှာရှင်ပိုင်ကစားခဲ့ကြပြီးအမိုင်းမရှိတဲ့နိုင်ပွဲရယူနိုင်ခဲ့ကြပါတယ်ဘင်ဖီကာတို့နောက်ဆုံးပွဲမှာထိပ်ဆုံးလေးသင်းဆင်းဝင်မှုအတွက်ကြိုးစားနေဘရာကာနဲ့အဝေးခွင်မှာထိတိုက်တွေးဆုံလိုက်ပြီးတော့တကိုးစီသေးသားကစားသွားနိုင်ခဲ့ပါတယ် ကလိုမီပေါ်ဒီကိမှတ်ပေးဖလားကိုရယူနိုင်ခဲ့တာက200သီဇက်တိုက်ဖြစ်ခဲ့ပြီးတော့ပို့ပြီးတော့ထူးခြားတာကစပိုနင်းကသူတို့ကိုအခုလိုမျိုးလူလုံးသူလုံးဖြစ်လာအောင်ဦးဆောင်ပေးနိုင်ခဲ့တဲ့အမိုရင်မရှိတော့ဘဲနဲ့ဒီချန်ပီယံဆုတွတ်တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါလေ။အိုင်ဘတ်ခွန်ရှိကိုဝမ်နိစ်ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ဝမ်နိစ်ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုန်းကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63 03 53ကိုဆက်သွယ်နိုင်တော့ ကွန်မန်တွေမှာခြားပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဥရောပကလပ်အသင်းတွေကလိုချင်နေကြတဲ့ Sporting Times မှာ Yogiris ကတော့ပွဲချင်း82မိနစ်မှာ Sporting အတွက်ပွဲသိမ်းကိုသွင်းပေးခဲ့ပြန်ပြီးသူ့ရဲ့ဂိုးသွင်းစွမ်းအင်ကိုဆက်လက်ပြီးတော့ပြသသွားခဲ့တာဖြစ်ပါတယ်ဒီအသင်းမှာ Yogiris စွမ်းဆောင်ပြခဲ့တာတကယ့်ကိုမျက်လုံးပြူးချင်စရာအလန်းကြီးဖြစ်ပါတယ် Yogiris ကဒီအသင်းမှာ Sporting အတွက် Portugal ပွဲ33ပွဲပိုင်းကစားပေးခဲ့ပြီးတော့36ဂိုးထိကိုသွင်းပေးခဲ့ကဂိုးပန်ဒီဘူး9ချင်းပြုတ်လုပေးထားနိုင်ပါတယ် ဒါတော့လည်းပေါ်တူဂီလီရဲ့ဂိုးသွင်းမယ့်အဆုကိုယော်ဂရီရှာရရှိသွားခဲ့ပြီဖြစ်ပါတယ်။ပေါ်တူဂီအသင်းတွေအတွက်ကတော့ထွေထူးထူးလုံပြစာမရှိတော့အောင်ယာတီတိမ့်ပြီလို့ဆိုရမှာပါ။အပြောင်းရှိကိစ္စတော့သူတို့တွေအနေနဲ့ကင်တွယ်ဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။ဒီနေရာမှာလည်းကိုယ့်ရဲ့ဇာမားကိုထိုက်တဲ့တန်ဖိုးထက်ဈေးအများကြီးပိုရဖို့နဲ့ရွက်ပုံးသီးဇာမားတွေကိုလိုက်လံရှာဖွေပြီးတော့အသင်းစီခေါ်ယူဖို့ကိုအဓိကလှုံ့ဆော်သွားကြရမှာဖြစ်ပါတယ်။ယော်ဂရီရှာကတော့ယာတီကိုင်စပိုတင်းကနေထွက်ခွာတော့မယ်လို့တရင်တွေကြီးနေတဲ့အတိုင်းပဲတကယ်ထွက်ဖြစ်ဖို့ကပိုပြီးတော့များပါတယ်။ သူကသူ့ရဲ့ဆရာအောင်ရှိတဲ့အီမိုရန်မိုင်ကစိတ်ဝင်စားနေမဲ့ယိုကီရစ်ကတော့ချန်ပီယံလိဝင်ကစားချိန်နေတာကြောင့်မိုင်တင်းရဲ့ယူရိုပါလိဖိုင်နယ်ပွဲကိုစောင့်ကြည့်သွားပြီးတော့မှသာဆုံးဖြတ်ချက်ချဖို့ကများပါလိမ့်။လက်ရှိမှာတော့အာဆင်ကလည်းယိုကီရစ်တိုက်ပွဲတွေကိုပါဝင်လာနေခဲ့ပါပြီ။အာဆင်ကတော့မိုင်လိုအီမိုရန်ရောက်တော့မှသာယိုကီရစ်ကိုစိတ်ဝင်စားလာမျိုးမဟုတ်ပဲပြီးခဲ့တဲ့နွေရာသီကလေးကစိတ်ဝင်စားနေခဲ့တာဖြစ်ပါလိမ့်။ဒါပေမဲ့ယိုကီရစ်ရဲ့တန်ဟာအခြေအနေကိုသဘောမကျတာကြောင့်မခေါ်ယူပြလိုက်ခဲ့ပါဘူး။ဒါပေမဲ့အခုချိန်မှာတော့အာဆင်ကလည်းသူတို့ရဲ့အထောင်တိုင်းဆုံးလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှုတွေယိုကီရစ်ကိုတဖန်ပြန်လဲပြီးတော့စိတ်ဝင်စားလာတယ်လို့သိရကြောင်းပါ။ ။စောင်းရင်းကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။